ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အဖေကတကယ်လွန်တာပဲနော်တမီးကအဖေကိုအပြင်းအဆားစာတွေစားဖို့တားတလို့အဖေကစားတာပဲဒါတွေကပါတွေလဲမနဲ့ဆော့ဆော့စီစီဆမိုစာတွေကြလေပီတွေကြိုတီးတွေကိုဘာလို့စားနေရလဲ အမလေးသမီးရဲ့အဖေမှာအသက်ရှင်ဖို့တိတ်မကြံတော့ဘူးဒီတော့ဒီရလေးအတွင်းမှာတော့အဖေကြိုက်တဲ့ဟာတွေကိုစားပြရစီအဖေကိုဒီလိုစကားတွေမပြောပါနဲ့လို့ပြောထားတာအခောက်ပေါင်းမနေတော့ဘူးသမီးရလေမကြခင်ပါပဲသမီးလက်ထပ်ရတော့မယ်လေအဲ့ဒီခါကျရင်အဖေကိုဘလို့ပြုစုမှာလဲအဖေအဲ့ဒီတော့စိတ်မပူပါနဲ့သမီးဟာအိမ်ကအလုတ်သမားကိုအဖေရဲ့စားတော့တဲ့စီးရင်တွေနေ့တိုင်းပို့ပေးပါလို့သမီးမာထားတယ်အဖေနဲ့ဝေးသွားတဲ့အတိတ်ပဲကအဖေကိုဂယုမဆိုင်ပဲပြစ်ထားမှာမဟုတ်တာ ယတနာကစားတတ်ပေတံမိန်းကလေးတယောက်ပါဒီအတွက်ကြောင့်သူနဲ့သူ့ဖေးရဲ့ကျမ်းမာရေးကိုအရင်ကယူဆိုင်ပါတယ်ဒီလိုနဲ့နေ့ရက်တွေကုံဆုံးလာပြီးနောက်ယတနာရဲ့မင်္ဂလာဆောင်နေ့ရက်ကိုရောက်လာပါတယ်ယတနာနေဟာစားတတ်ပေတံမိန်းကလေးတယောက်ဖြစ်ပြီးတော့ဒီလိုဟင်းသီးရွက်လုပ်ငန်းလုပ်ကင်တဲ့အိမ်မှာလက်ထက်မလားအော်အဲ့တော့လည်းဘာဖြစ်လဲဟာဒါငါအတွက်ပိုးရောင်ကောင်းသေးတယ်နေ့တိုင်းနေ့တိုင်းလက်ဆက်တဲ့ဟင်းသီးရွက်တွေပဲစားရမှာငါတို့တွေအပြောင်းဝယ်လာတဲ့ဟင်းသီးရွက်တွေမှာငါတို့ထင်သလောက်မတတ်ရှင်ဘူးဟာ ဒါပေမဲ့ငါရခမအိမ်မှာအသီးနှံတွေကိုယ်တိုင်စိုက်ပြီးတော့အသီးနှံအဝယ်တိုင်းကိုတိုက်ရိုက်ရောင်းကြတာလေယရနာကသူ့မင်္ဂလာဆောင်ပွဲအတွက်ပျော်ရွှင်နေပါတယ်ခဏကြာမှသတို့သားတွေရောက်လာပြီးတော့ခက်ခက်နာနာနဲ့မင်္ဂလာပွဲကြီးလိမ်ပြီးဆုံးသွားပါတော့တယ်မင်္ဂလာနေ့ရက်တွေကုန်ဆုံးသွားပြီးတော့နောက်နေ့မနက်မှာယရနာရဲ့ပထမအဦးဆုံးဟင်းချဲ့ရမယ့် delivery ဖြစ်ပါတယ်ယရနာကမိဖို့ကြောင့်နေဝင်သွားတော့မိဖို့ကြောင့်မှလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေအပြည့်ရှိနေတာကိုတွေ့လိုက်ပါတယ်ဟာ တလောက်များတဲ့အသီးနှံတွေဒါတွေမြင်ရတာအားရလိုက်တာကဲဒါဆိုရင်တော့ဒီနေ့ကိုဘန်းကော်ပြီးရွှေဖြုံသီးအာလူခင်းသီးရဲ့မုံညင်းကြော်ချက်မယ်အားလုံးလက်လက်ဆက်ဆက်တွေပဲရွေးချက်မယ်ယန္နနာကသူ့ချက်မဲ့အသီးနှံတွေကိုရွေးပြီးတော့လှီးဖြတ်ပါတော့တယ်ဒီခါမှာသူ့စီကို သူ့လင်ညီမအမအတီတာရောက်လာပြီးတော့ယတနာကိုလက်ဆက်တင်ဟင်းသီးဟင်းရွက်တွေလှီးနေတာမြင်ပြီးယတနာနင်တာပါလောက်တာလဲနင်အုံနောက်တော့ကောင်းပါသေးရဲ့နော် ဘာဖြစ်တာလဲအမကြီးသမီးကိုဒီတိုင်းပါလို့អော်တာလဲသမီးဒီမှာရွှေဖြုံသေးလှင်းညာလေအေးအဲ့ဒါကြောင့်မလို့អော်နေရပေါ့နေကဘသူ့မေးပြီးတော့ဒီလက်ဆက်တဲ့အသီးနှံတွေလှီးပြတာလဲဒီအသီးနှံတွေကငါတို့စားဖို့အတွက်မဟုတ်ဘူးဟဲ့ကုံစီတိုင်းမှာတွားရောက်မဲ့ဟာတွေဒါတွေမချက်ရရင်ဘယ်ဟာတွေချက်ရမှာလဲတီရာကမိဖို့ကြောင့်ရဲ့တောင်းကနေနူပီမလက်ဆက်တဲ့ဟင်းရွက်တွေထိထားတွေချင်းတစ်ခုကိုယူလာပြီးတော့ယရနာကိုပေးခဲ့ပါတယ်။ရော့ ဒီတရားနဲ့ကောင်းတဲ့ဟာတွေရွေးပြီးချက်လိုက်။ဟာအမဘလို့ရီပြောနေရလဲ။ဒီအသီးနှံတွေကမလက်ဆက်တော့ဘူးလေ။တချို့တွေကြတော့ပုတ်တောင်ပုတ်နေပြီ။သမီးကအားလုံးအတွက်ဒါတွေချက်ရမှာလား။ဒီလိုပုတ်သုံးနေတဲ့အစားအစာတွေဘသူကစားလို့လဲ။ဟဲ့အဲ့ဒါငါတို့စားတာ။ငါတို့ကအသီးနှံစိုက်ပျိုးတဲ့လုပ်ငန်းလုပ်နေပေမဲ့ဒီလက်ဆက်တဲ့အသီးနှံတွေငါတို့မစားရဘူး။လက်ဆက်တဲ့အသီးနှံတွေကိုငါတို့ပဲစားနေမယ်ဆိုရင်ငါတို့မှရောင်းစရာနေသွားမှာပေါ့။ပြီးတော့ဒီအသီးရွက်ကမလက်ဆက်တာပဲရှိပါသေး။ပုတ်နေတာမဟုတ်ပါဘူးဟဲ့။ အမဒီလိုလောက်တာမကောင်းတော့နင်ငါ့ကိုစာမတက်ပြီးမတက်လို့ထင်နေလားငါလည်းနားလေတယ်နော်ငါတို့ကဒီလိုအသီးရွက်တွေပဲစားလာတာနှစ်ပေါင်းမနေတော့ဘူးငါတို့ခုချိန်နေဘာမှမဖြစ်သေးဘူးတရနာကဒီအိမ်မှာရောက်လာတာပထမရက်ပိုင်းရှိသေးတာမို့တီရာနဲ့စကားမများခဲ့ပါဘူးဒီတော့သူကတီရာပေးခဲ့တဲ့အသီးရွက်တွေကိုပဲရွေးပြီးတော့ချက်လိုက်ပါတယ်အသီးရွက်ထဲကတဝက်ကြွကြွပုတ်နေတယ်ငါဘလို့လုံးဝမှာလဲဖျားရည် ငါတော့ဒီအိမ်မှာနေရလက်လက်ဆက်ဆက်စားရမယ်လို့တွေးနေခဲ့တာဒါပေမဲ့ဒီမှာပြောင်းပြန်ဖြစ်နေပြီတသက်လုံးဒီမလက်ဆက်တဲ့ဟင်းတွေပဲစားရတော့မှထန်နေယရနာကဖြစ်တယ်လို့ပုံစံမျိုးနဲ့ဟင်းတွေချက်ပြီးတော့အားလုံးကိုကျွေးမွေးပါတယ်အားလုံးကပုံမှန်တိုင်းစားတော့နေကြပေမဲ့ယရနာကတော့ပထမဦးဆုံးတလုံစားပြီးတော့ထွေးချလိုက်ပါတယ်ချီဒါလုံးဝပျက်စီးနေတဲ့ဟင်းပဲရှင်တို့အားလုံးဘလို့လုတ်ပြီးစားနိုင်တာလဲဘလို့ဖြစ်လို့တော့ချွေးမ ငါတို့ကတော့စားကောင်းပါတယ်။ရင်ကြီးများမနေနဲ့။ဒီမှာကြည့်ကလေးတွေတောင်ကောင်းကောင်းမွန်မွန်စားနေကြတာနင်းလည်းစား။ဟုတ်တယ်ဒေါ်လေးဒေါ်လေးချက်တဲ့ဟင်းနေရာရမ်းစားကောင်းတာပဲ။ဒါဒီနေ့အရင်ကထပ်ပူပြီးစားမှာ။ဖះရည်သူတို့ကိုယ်တိုင်ကလည်းတိုးနေတဲ့ဟင်းသင်းရွက်တွေကိုစားကြတယ်။အိမ်ကကလေးတွေကိုပါအဲ့ဒါတွေစားဖို့အကျဉ်းလုပ်ထားတယ်။ငါဘာလုပ်ရတော့မှာလဲ။အလုံးကဘဝလင်းလင်းစားလိုက်ကြပါမယ်လေ။ယတနာမှာတော့ရေးတော့ပြီးတော့ပဲနေခဲ့ရပါတယ်။ နောက်နေ့မနက်မှာရတနာကဟင်းချက်ဖို့အတွက်မိလိုကြောင့်နေဝင်လာတဲ့အခါမှာညပြလာတဲ့ဟင်းရွက်တွေကိုမြင်ပြီးတလောက်ညပြလာတဲ့လက်ဆက်တဲ့ဟင်းသင်းရွက်တွေပါလားဒါတွေအခုပဲချက်ချင်လိုက်တာဒါပေမဲ့ဒါဘသူမှမသိအောင်လုံမဖြစ်မယ်ယတနာကသူ့အနီးအနားမှာလူရှိမရှိကိုကြည့်ပြီးအသီးရွက်တွေယူဖို့လုပ်နေစင်ပါပဲဒေါနီလာရောက်လာခဲ့ပါတယ်ဟဲ့ချွေးမနေအုံနောက်ထဲမှာတခြားဟာတွေပြည့်နေလား မနေ့ကပဲနင့်ကိုတီတာအားလုံးရှင်းပြခဲ့တာနင့်သဘောမပေါဘူးလားဒီလိုလက်ဆက်တဲ့အသီးနှံတွေကိုငါတို့ပါစားနေမယ်ဆိုရင်ငါတို့မှရောင်းစရာနေသွားမှာပေါ့နင့်ယောက်ျားကုမ္ပဏီမှာအလုပ်လုပ်တယ်ဆိုပေမဲ့ဒီအိမ်ရဲ့ကုန်ကြစိတ်တွေကဟင်းသီးရွက်လုပ်ငန်းနဲ့ပဲအဆင်ပြေနေရလေဒါပေမဲ့အမေကြီးသမီးတို့ကပဲချိန်တည်းဒီလိုမလက်ဆက်တဲ့ဟာတွေစားနေကြမှာလဲသမီးတို့ကျမ်းမာရလည်းအရေးကြီးရယ်လေနင်ကစားအုပ်လေးငါးအုပ်လောက်ဖတ်ပြီးတော့ငါ့ကိုတင်ပြမယ်ပေါ့ကဲအခုချက်ချင်းမနက်စာသွားချက်စမ်း မိဖို့ခန်းထဲမှာချက်မဟင်းတွေအစင်သင်နင်နောက်တစ်ခါဒီလိုလက်ဆက်တဲ့ဟင်းရွက်တွေကိုချက်ပြုတ်ဖို့အတွက်ယူခဲ့တာတွေ့မယ်ဆိုရင်ငါနေ့ကိုနေ့ဖေးစီပြန်ပို့လိုက်မှာနော်အဲ့ဒီမှာပဲနင်ရစိတ်ကြလက်လက်ဆက်ဆက်ဟင်းရွက်တွေစားတော့ယနနာကသူ့အဖေကျမ်းမာရင်မကောင်းလို့တကယ်လို့ဒေါနီလာကသူ့ကိုသူ့အဖေအိမ်ပြန်ပို့လိုက်ရင်သူ့အဖေမှာဝန်နေပြီးကျမ်းမာရေးအချိန်တွေပူဆိုးလာမှာမဟုတ်လို့ယရနာလေးကသူ့မလို့ခြင်းမဲ့မဲ့လေနေတိုင်းနေတိုင်းနေညမပြတ်မလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကိုပင်ချက်ပြုတ်နေရပါတော့တယ်အမလေးဖျားဖျား နေ့တိုင်းနေ့တိုင်းဒီလိုမလက်ဆက်တဲ့ဟာတွေငါမစားနိုင်ဘူးပြီးတော့ဒါတွေချက်ပြုတ်ရတာလဲပို့ပြီးတော့ပင်ပန်းနေဩဒီရွက်ကပုတ်နေပြီရှေးနံလိုက်တာယရနာကအရွက်ကြောဖို့အတွက်အရွက်တွေကို ပြုပြင်နေပါတယ်ဒီချိန်မှာပင်အရွက်တွေကြားထဲမှာပိုးကောင်တကောင်တွေ့ပါတယ်အဲ့ဒီပိုးကြောင့်ယရနာရဲ့စားခြင်းစိတ်တွေအကုန်လုံးပျောက်သွားပါတော့တယ်ဒီအတွက်ကြောင့်ယတနာကတော့ထမင်းစားပကံအရှိမချပြီးစားဖို့ကြိုးစားပေမဲ့လည်းထမင်းမစားနိုင်တော့ဘဲထထသွားတဲ့အခါမှာတော့ ရောင်မထမင်းမစားပဲပဲထသွားတော့မလို့လဲ။ကျမရှင်တို့အားလုံးလို့ဒီမတန့်ရှင်တဲ့ဟင်းနဲ့ထပ်ပြီးတော့မစားနိုင်တော့ဘူး။ဟာရောင်မလည်းသမီးတို့ဒီမှာစားနေကြတာပဲလေ။ဘာမှမဖြစ်ပါဘူး။ကဲဘာမှပြောမနေနဲ့တော့ဆွဆု။သူကြီးများတာနည်းနည်းများနေပြီ။သူမစားချင်ဘူးဆိုရင်မစားခိုင်းနဲ့လေ။ပိုက်ဆိုင်သူ့ဘာသူရှိတာလေးပဲလာစားမှာကြည့်ထား။မိသားစုကဟင်းရွယ်လုပ်ငန်းတွေလုပ်ကိုင်နေပေမဲ့လေယတနာကတော့ဘယ်တော့မှလက်ဆက်တဲ့အသီးနှံတွေကို စားခွင့်မရပါဘူး။ ဘလတ်ဆက်တဲ့အသည့်နိုင်တွေကြောင့်ယရနာမှာကောင်းကောင်းမွန်မွန်စားတောက်ခွင့်လည်းမရခဲ့ပါဘူး။ဘာလို့ရမှာလဲ။ဒီတပိတ်တာကြောတဲ့အသည့်ရွက်တွေထဲကကောင်းတဲ့ဟာတွေကအစိတ်သားလောက်ပဲထွက်တယ်။ငါတလောက်လေးနဲ့အားလုံးအတွက်ဘလို့ချက်ရမှာလဲ။အသည့်ရွက်တွေကနင်းနေတာကြောင့်ယရနာကဟင်းထဲမှာရေးမြများထည့်လိုက်ပါတယ်။ယရနာနင်းဟင်းထဲမှာရေးထည့်ထားတာများလာပြီလား။ဒါကပင်းဟင်းနဲ့အားလုံးမဟုတ်ဘူး။ရေးနဲ့အားလုံးချက်ထားတယ်လို့ဖြစ်နေတယ်။အေးအဲ့ဒါကံကောင်းလို့တလောက်တော့ရခဲ့တာ။ အခုရတဲ့လောက်လေးနဲ့ပဲဝအောင်စားကြယတနာရဲ့မိသားစုကဒီလိုလွယ်လွယ်လေးနဲ့နားနေကြမှာမဟုတ်ဘူးဆိုတာကိုယတနာသဘောပေါက်သွားပါတော့တယ်ဒီအတွက်ကြောင့်ယတနာကပလန်တစ်ခုစီစဉ်ပါတယ်မယတနာအမတို့မိဖို့ကြောင့်ထဲမှာကြွက်တွေများတည်နေလားအနံ့ဆိုးတွေထွက်တာကျမတို့အိမ်အထီအောင်ရောက်နေပြီဩအဲ့ဒါမိဖို့ကြောင့်ထဲမှာပုတ်နေတဲ့ဟင်းရွက်တွေထထားတာအဲ့ဒီထဲကနေပဲအပုံနဲ့နေထွက်နေတာထင်တယ်ကျမတို့ကပုတ်နေတဲ့အသီးရွက်တွေပဲစားကြတာလေ ဘလို့ပုတ်တိုးနေတဲ့အသီးရွက်ဟာအမတို့အိမ်မှာအသီးရွက်လုပ်ငန်းလုပ်တာမဟုတ်ဘူးလားဒီတော့ဘလို့လုပ်ပြီးပုတ်တိုးတဲ့ဟာတွေချက်ရတာလဲကျမတို့အိမ်မှာတော့လေအမတို့ဆီယာဝဲတဲ့လက်ဆက်တဲ့အသီးရွက်တွေပဲချက်ကြတာဘလို့ကြီးလဲအမတို့ကမြမင်းရဲ့စကားကြောင့်တမိသားစုလုံးရှက်တလုံပုံစံမျိုးဖြစ်သွားပါတော့တယ်အဲ့နောက်မှာရတနာကသူ့ခင်မုန်းရဲ့ထမင်းကြိုက်မှလေးတူးနေတဲ့ဟင်းသီးဟင်းရွက်တွေပဲထည့်ပေးပါတယ် အဲ့တော့ကြုံမင်းရဲ့စားစရာတွေကနေတိုင်းလိုလိုပဲစားလို့မရတဲ့အထိပုတ်သူသွားပါတော့တယ်။သူ့လုပ်ဖို့ကင်ဘတ်တွေကလည်းသူ့ကိုလှောင်ပြောင်ကြပါတော့တယ်။ကြုံမင်းရဲ့အတော်ကနေရတွေရမ်းကြပြီးနောက်မှာသူ့တို့အိမ်ကိုလည်လာခဲ့ပါတယ်။သူ့အိမ်ထဲကိုဝင်လာတဲ့အချိန်မှာပဲအိမ်ထဲကနေပုတ်နေတဲ့အသီးရွက်တွေရဲ့အနံ့ကိုရှာလိုက်ပါတယ်။ဟဲ့ချွေးမအစ်စ်လေး။နေရအိမ်ကိုတန့်ရှင်းမလောက်ဘူးလား။အိမ်ထဲကနေအပုတ်နဲ့တွေရနေတယ်။ဩအဲ့ဒါမိဖို့ကြောင့်ထဲမှာပုတ်နေတဲ့အသီးရွက်တွေထထားလို့ပါ။ အတော်ကြီးစိတ်မပူနဲ့တမင်အခုပဲအဲ့ဒီအပုတ်တွေထဲကနေစားလို့ရသေးတဲ့ဟာတွေရွှေပြီးတော့ဖယ်လိုက်ပါမယ်အဲ့ဒါပြီးနော်အဲ့ဒါအတော့ချက်ကျွေးမယ်နော်ဟဲ့ချွေးမနင်တာပါစကားတွေပြောနေရလဲငါစေးရောင်ကနေဆင်းလာတာနှစ်ပတ်လောက်ပဲရှိအောင်မယ်နင်ကမကောင်းတော့တဲ့အသီးရွက်တွေချက်ကျွေးမယ်ပေါ့လေဟောအတော်ကလည်းလေတမီးတို့အိမ်မှာဒီလိုအစားအစာတွေပဲစားတော့ကြတာအောင်မင်းနင်ရဲ့ကက်စီနဲတဲ့အကျင့်ကအခုချိန်နေမပြောက်သေးဘူးထင်တယ်အသီးနဲ့တွေရဲ့လုပ်ငန်းကိုလောက်ကင်နေပေမဲ့ နေ့ငိမ်မှာမလက်ဆက်တဲ့ဟင်းနေုံချက်ခိုင်းနေ။နေဟာနေ့ရက်မိသားစုကျမ်းမာရေးကိုဂိမ်းမဆိုင်တာလား။နေ့ရက်ကစီနဲပုံကလည်းလုံလုံးနေအေး။နင်တေသွားရင်နင်ဒီပတ်စံနေယူပြီးသွားမှလား။ပြောပါအောင်ငါ့အောင်။ဒါမဲ့မအတော်ရေး။တမီးကသူတို့အခောက်ခောက်ရှင်းပြခဲ့ပြီးပြီ။ဒါပေမဲ့သူတို့ကတမီးစကားကိုနားမထောင်ကြဘူး။ကဲအခုအတော်ရောက်လာပြီလေ။တမီးစိတ်ဘူးနေနေတော့အခုတီအိမ်မှာတခုခုချက်မယ်ဆိုရင် လက်ဆက်တဲ့ဟင်းတွေပဲချက်ရမယ်။မဟုတ်ဘူးဆိုရင်ဘာမှချက်လို့မရတော့ဘူး။ အိမ်ထဲမှာဘာမှမချိန်ရင်နေရကက်စီနယ်ပြီးစုထားတဲ့ငွေတွေနဲ့အပြင်အစားစာတွေဝယ်လာရမှာလေဒေါ်မလာကဥအောင်မင်းရဲ့မဖြစ်နေလို့အလုံးကသူ့စကားကိုနားခင်ရပါတယ်ဒီအတွက်ကြောင့်ယရနာကအခုမှလက်ဆက်တဲ့တိနံတွေကိုချက်ပြုံနိုင်သွားပါပြီဓမီသားစုလုံးကလည်းလက်ဆက်တဲ့တိနံတွေကိုစားတော့ကြပြီးတော့နှစ်ချိုက်သွားကြပါတယ်အခုတော့အီမာလက်ဆက်တဲ့တိနံတွေပဲချက်ပြုတ်ကြပါတော့တယ်အချိန်ကြာခဲ့ပေမဲ့လည်းဒီပုတ်တိုးတဲ့အသီးနှံတွေကနေတော့ထာဝရလွတ်မြောက်သွားပြီ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။